ေဒီယိုကိုနားဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီကနေ့ရဲ့ podcast 版ဖြူးဆူဆိုတဲ့အစီအစဉ်လေးရဲ့တင်ဆက်မှုအချိန်ရောက်လာပါပြီဒီကနေ့မှာတော့ဖြူးဆူကပရိသတ်တွေအတော်ဖတ်ပြပေးဖို့ရွေးချယ်ထားတဲ့စာအုပ်လေးကတော့စာရေးဆရာမနနိုင်စနေဘာသာပြန်ရေးသားတာတဲ့နေကြပန်းလေးတစ်ပွင့်လို့ပြုံးပါဆိုတဲ့အစာအုပ်လေးပဲဖြစ်ပါတယ် ဒီကနေ့အစီအစဉ်မှာဖတ်ပြပေးဖို့ရွေးချက်ထားတဲ့ခေါင်းစဉ်လေးကတော့အတူစော့ကစားနိုင်မဲ့သူတဲ့ဖြတ်တမ်းရမယ့်နေ့ရက်တွေကရှည်လျတယ်အတူတူစော့ကစားနိုင်မဲ့သူကိုရှာယူပါတဲ့မနေ့ကမထင်မှတ်ပဲဟောင်ကောင်နာမည်ကြီးမင်းသမီးတစ်ယောက်ရဲ့ဗီဒီယိုကလစ်တစ်ခုကိုအမှတ်မထင်တွေ့လိုက်မိတယ်။ဖွင့်ကြည့်လိုက်တော့မင်းသမီးနဲ့သူ့အမျိုးသားဟိုတယ်အခန်းတစ်ခုမှာရိုက်ထားတဲ့ဗီဒီယိုဖြစ်နေတယ်။ လျင်နောက်ကျလို့နှစ်ယောက်သားဟုတ်တဲ့အခန်းထဲမှနေပြီးအဆိုဝဲတစ်ခုသူတို့ကျင်းပလိုက်ကြတာပါဆက်ဆက်ချင်းမှာတော့မင်းသမီးတစ်ယောက်တည်းမိုက်ခဲနေတယ်တီဗီဖန်သားပြင်ကိုကြီးလိုက်ဆိုလိုက်ကလိုက်လုံနေတယ်ခဏနေတော့သူ့အမျိုးသားလည်းပါဝင်လာတယ်သူ့အမျိုးသားကစပေဘောအင်ကြီးဝတ်ထားတယ်လက်ထဲမှာလည်းသူဝတ်ထားတဲ့အင်ကြီးနဲ့ဆင်တူတဲ့အင်ကြီးတစ်ထဲခြင်ထားတယ်ပြီးတော့သချင်းစုံနေတဲ့မင်းသမီးကိုပေါ်မှာဝတ်ဆင်ပေးလိုက်ပြီး နှစ်ယောက်သားဝစ်ဆောင်ကြီးနဲ့တံပြန်ကကြဆုတ်ကြတော့တယ်။လူတွေကစိုးမိတ်စိုးမိတ်လို့ပြောတတ်ကြတယ်။အဲ့ဒီစိုးမိတ်ဆိုတာဘယ်လိုပုံစံမျိုးလဲဆိုတာကိုကျမတို့မျက်စိနဲ့တအံ့မမြင်ဘူးဘူး။ဒါပေမဲ့အပေးအယူမျှပြီးပျော်ရွှင်နေတဲ့မင်းသမီးတို့ဆုံတွဲတို့ရဲ့အိမ်တော်ကြီးအရေးအသွေးကအကောင်းဆုံးလို့ပြောရတယ်။လေရင်နှောင်းကြတဲ့ဇနီးမောင်နှံတော်တော်များများရဲ့လေရင်ကွင်းရောက်လာတဲ့ပုံစံကိုကျမတို့မြင်အောင်ကြည့်ရအောင်။ စိတ်ညစ်ညူမယ်စိတ်ရှုပ်ဒေါသထွက်မယ်မကြင်မနဲ့ရေရွမယ်တစ်စုပ်ကအချင်းချင်းအပြစ်တင်မယ်နင်းကြောက်လီရင်နောက်ကြတာလို့ဆိုမယ်နင်းကြောက်ပေါ့ဒီလိုရသည်ဥတုမျိုးမှာခရီးထွက်လာတာလို့အပြစ်တင်ကြမယ်ဒါပေမဲ့မင်းသမီးတို့ဇနီးမောင်နှံကတော့ဒီစိတ်ညစ်စရာအဖြစ်ကိုပျော့စရာအဆူဝဲတစ်ခုအဖြစ်ကျင်းပလိုက်ကြတယ်အရင်တုန်းကဒီအမျိုးသားဟာချမောလာပါတဲ့ဒီနမဲကြီးမင်းသမီးနဲ့မတန်ဘူးလို့ဆိုကြတယ် ဒီဗီဒီယိုကလစ်ကိုကြည့်ပြီးတော့သူတို့ကမှတကယ်နှစ်ဖက်တဲ့အတွဲပါလို့ကျွန်မကောက်ချက်ချမိတယ်။အိမ်တော်ကြီးမှဘယ်အရာကမှနှစ်ယောက်အတူပျော်ရွှင်ကစားရတာလောက်လှပတဲ့အရာမရှိတော့ဘူး။ဇီဝဗေဒပညာရှင်တွေကပြောတယ်။အချင်းဆိုတဲ့အရာကကျမတို့ခန္ဓာကိုယ်တစ်တမျိုးရဲ့ဟော်မုန်းကထုတ်တဲ့အရာတခုဖြစ်တယ်။ဒီလိုဓာတုပစ္စည်းပါတဲ့တကအကန့်အသတ်ရှိတယ်။ အရှိဆုံးကာလက18လဖြစ်တယ်။စိတ်အားထက်သန်မှုစိတ်ဝင်စားမှုတွေကုံဆုံးသွားတဲ့အခါဖဲအရာတွေကကြန့်ရှိနေခဲ့မလဲ။ရှည်လျားတဲ့နေ့ရက်တွေမှာကုကုကုအပြင်တခြားသူတယောက်နဲ့လည်းကျမတို့ပေါင်းသင်းဆက်ဆံရတယ်။ငကသူအပေါ်ထားရှိခဲ့တဲ့စိတ်ဝင်စားမှုတွေသင်မှမရှိတော့ဘူး။တခါတလေမှလူတယောက်ကိုအနီးကပ်ပေါင်းသင်းဆက်ဆံကြီးမှမျက်နှာဖုံးနေကြွားကြ ။တစားစင်မှုတွေခွာချပြီးမှငကုစစ်မှန်တဲ့သူ့အချင်းစရိုက်ကိုတွေ့ရတတ်တယ်။ချစ်စခင်စစင်နာစမှရှိတဲ့စိတ်အားထက်သန်မှုစိတ်ဝင်စားမှုတွေဟာအချိန်အတိုင်းတာတစ်ခုအထိပဲခံနေ။အချိန်အတော်များများမှာကျမရရဲ့နေရက်တွေကရှည်လိုပဲအရသာမဲ့တယ်။စားတယ်၊အိပ်တယ်၊အလုတ်တက်၊အလုတ်ဆင်းနေ။အောင်မြင်ကြကြတဲ့လူတွေလည်းပဲလူရှိသူရှိမှတောက်ပပြပြီးရနောက် ကကကတာမန်လူတရားအဖြစ် တည်ရှိနေရကိုတယောက်တည်းရင်ဆိုင်ရပါတယ်။ရှေးလျားလာတဲ့ကျမတို့ရဲ့နေရက်တွေထဲမှာဒီအရသာမဲ့အထီးချန်ဆန်စင်းနေနဲ့ဘာနဲ့ဖြည့်ရှင်းနိုင်မလဲ။ဟော်မုန်းဓာတ်လုံဆော်အားမရှိတော့တဲ့လူနှစ်ယောက်ကအချင်းချင်းရဲ့ချွေရင်းချက်တွေကိုနားလေသိခံနိုင်နေကြသေးတာ။အချင်းချင်းမခွဲမခွာရှိနေကြသေးတာဟာဘာကြောင့်လဲ။ဒီအမေကိုတချို့ကတာဝန်နဲ့ဝတ္တရားအရာလို့ဖြေးကြလိုက်မယ်။ တချို့ကကလေးတွေရဲ့မျက်နှာကိုထောက်လို့လို့ဆိုကြမယ်။ဒါအကျိုးသိအကြောင်းသိမှာတလား။သိမှာပါ။ဒါပေမဲ့ဒီလိုအိမ်နောင်ရေးကအရေးသွေးနှိပ်အိမ်နောင်ရေးလို့ဆိုရလိမ့်မယ်။ကျမတို့ပတ်ဝန်းကျင်မှာအများဆုံးတွေ့မြင်နေရတဲ့အိမ်နောင်ရေးမျိုးဖြစ်တယ်။လင်မယားနဲ့ရောအတူရှိနေချိန်မှာပြောစရာစကားသိမရှိတတ်ကြဘူး။ကလေးအကြောင်းအပြင်တခြားပြောစရာစကားမရှိကြဘူး။အပြင်ထွက်ငွေရှာမယ်။အိမ်ပြန်ထမင်းစားမယ်ဆိုတာကလွယ်လို့ နှစ်ယောက်အတူရှိနေချိန်မှာတခြားဘာလုပ်เสียရရှိမှမသိကြတော့ဘူးတကယ်လို့ကော်ဖီဆိုင်မှာပဲဖြစ်ဖြစ်ဘားတစ်ခုမှာဖြစ်ဖြစ်ခရီးတစ်ခုမှာပဲဖြစ်ဖြစ်လူနှစ်ယောက်တယောက်လက်ကိုတယောက်တွဲပြီးတတူးနေရဲ့ပုတိပုသက်ပြောဆိုနေရဲ့ဆိုရင်တမန်အခြေအနေမျိုးမှာလူတွေကဒါဟာစစ်စစ်ကျင်စရဖြစ်မယ်အေးနောက်ွယ်မှာအငငယ်နဲ့ဖောက်ပြန်နေတာဖြစ်မယ် လင်မယားတွေဆိုအဲ့လိုလုပ်ကြမှာမဟုတ်ဘူးလို့ဝေဖန်ပိုင်းဖြတ်တတ်ကြတယ်။အတူဆုပ်ကစားနိုင်တဲ့လင်မယားဆိုတာဘယ်လိုမျိုးလဲ။ကိုကာယ၄၀နဲ့လင်မယား၂ယောက်ရှိတယ်။လင်မယား၂ယောက်စလုံးကိုကာယအတူလေးကျင့်တယ်လို့ဒီအလုပ်ကိုပဲတတို့ရဲ့ကိုပိုင်စီးပွားရေးအလုပ်အဖြစ်တိုးချဲ့နိုင်ခဲ့တယ်။ကိုပိုင်အမှတ်တရစိတ်အာကစားဝတ်စုံတွေတီထွင်ဖန်တီးနိုင်ခဲ့တယ်။သူတို့ရဲ့ပျော်ရွှင်ခြင်းလိုအပ်ချက်ကအပါလဲလို့တခြားသူမိတဲ့အခါသူတို့က သူတို့ဟာလင်မယားဖြစ်တယ်လို့ဘဝတိုက်ပွဲအတူဝင်ကြတဲ့ရဲဘော်ရဲဘက်တွေလည်းဖြစ်တယ်လို့ဆိုရယ်သူတို့ရဲ့ပျော်ရွှင်ခြင်းလှဝက်ချက်ကအတူကြခဲ့တဲ့ချွေးဆက်တွေအတူမခဲ့တဲ့တန်တွေအားကစားကြရတွေလို့ဆိုကြတယ်အားလက်ချိန်မှာဘာလို့လို့ဘာကံရမှန်မသိတဲ့ဇနီးမောင်နဲ့တချို့ကိုမြင်အောင်ကြည့်ပါသူတို့ဟာဘာမှမဟုတ်တဲ့ကိစ္စအသေးမွှားတွေနဲ့ငင်းခုန်ရန်ဖြစ်နေကြချိန်မှာဒီဇနီးမောင်နဲ့အူကတော့အားကစားရုံမှာကုကားရအတူလေ့ကျင့်နေကြပြီး အချင်းချင်းကူညီဖေးမလို့ချွေးဆက်တွေအတူယူစီကြပြီးအတူပျော်ရှင်စွာစော့ကစားနိုင်တာဟာဘဝနေထိုင်မှုအရေးအသွေးကိုမြင့်တင်နိုင်အောင်သာမကဘဝအခက်ခဲအနှိမ်ဆုံးအချိန်တွေကိုပါရင်ဆိုင်ကြောဖြတ်နိုင်ပါတယ်။အုံမင်းသွားတဲ့လူအုံမောင်နှံတွေဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြတာကိုတွေ့ဘူးမြင်ဘူးကြမှာပါ။သူတို့ဟာအတူနေလာတဲ့တတန်ကြာမြင့်နေခဲ့ပြီးနှစ်ယောက်သားပြောစရာစကားတွေလည်းကုံနိုင်သလောက်ကုံခဲ့ပြီးဆိုပေမဲ့ တယောက်ရဲ့ခန္ဓာကိုယ်ဘောကအမှတ်သားကိုတယောက်ကအလို့ရနိုင်လောက်ပြီးစဝင်မဲ့မျက်နှာဘောကအရစ်အကြောင်းတကြောင်ချင်းစီကိုတောင်ချိန်ပြီးကြပြီးစဝင်မဲ့သူတို့ဟာလူတဦးပေါ်တဦးမကြီးမငွေ့ပြောဆိုဆက်ဆက်နေကြတာဟာသူတို့နှစ်ယောက်မှရှိရဲ့ဝါသနာစိတ်ဝင်စားမှုတွေကြောင့်ဖြစ်တယ်။သူတို့ဟာစအတူဖတ်တယ်အတူခြံဆိုင်တယ်အတူရေကူးတယ်အတူလမ်းလျှောက်တယ် အတူဖျားချောင်းသွားတယ်။ဝါသနာပါတဲ့စိတ်ဝင်စားတဲ့အလုပ်ကိုနှစ်ယောက်အတူလုပ်တယ်။ယူရှင်တာမန်တဲ့နေ့ရက်တွေကိုသူတို့အတိတ်ပဲရှိရှိ ဖြတ်တန်းတယ်။ဒီလိုဆိုရင်ကိုနဲ့အတူဆော့ကစားနိုင်မဲ့သူကိုဘယ်လိုရှောက်ဖွေတွေ့ရှိနိုင်မလဲ။ပထမဦးဆုံးသင်ကိုယ်တိုင်စိတ်ဝင်စားမှုတွေရှိနေရတယ်။မိန်းကလေးတော်တော်များများကသူတို့ကိုယ်တိုင်ဘာမှစိတ်ဝင်စားမှုမရှိတတ်ဘူး။ဘာဝတနာမှမပါတတ်ဘူး။စိတ်ဝင်စားမှုမရှိရင်ဘဝအပေါ်စိတ်အားထက်သန်မှု လိုက်လံဖန်ဆုပ်လို့စိတ်တွေလည်းမရှိတော့ဘူးဒီလိုဘဝမှာတစ်အချက်စိတ်ဝင်စားဝယ်ကောင်းတဲ့ယောက်ျားလေးတယောက်ကိုတင်ဆဲဆောင်မိနိုင်မှာမဟုတ်ဘူးနှစ်အချက်ဘလူးလူမျိုးကိုရှာဖွေရမယ်ဆိုတာကိုတင်ကိုယ်တိုင်လည်းမသိဘူးမမိပါသေးတယ်အလေရန်တုံးကဆရာမကចောင်းသားတိုင်းကိုတင်ဝါဇနာပါရကိုဖြည့်ပါလို့ဖြည့်ခိုင်းတယ်။ចောင်းသားအများစုကစစ်သားကြီးမဟုတ်ရင်ဆရာဝန်ဖြစ်ဖို့ဝါဇနာပါတယ်လို့ဖြည့်ကြတယ်။ ကျမတို့ဒီတစ်ခေတ်ကလူတွေစိတ်ဝင်စားစိတ်ကင်းမဲ့ကြတာဟာငယ်ရွယ်စဉ်အချိန်ကတည်းကပြိုခဲ့တဲ့မျိုးစေ့တွေကြောင့်ဖြစ်တယ်။အခုအချိန်မှာကျမတို့ဟာအရွယ်ရောက်လာကြပြီဖြစ်တယ်။အချိန်နှဲငယ်နဲ့ခွန်အားနှဲငယ်တုံးပြီးကျမတို့ရဲ့ဝါသနာစိတ်ဝင်စားစိတ်ကိုပြုစုပြောင်းထောင်ဖို့လိုအပ်ပါပြီ။ပတ်စံရှာဖို့ရာထူးတက်ဖို့လောက်ကိုပဲစိတ်ဝင်စားတာမဟုတ်ပဲစိတ်နှစ်သက်လို့ကိုစိတ်နှစ်သက်တာဆိုတဲ့အရာမျိုးလဲစိတ်ဝင်စားဖို့ဝါသနာပါဖို့လိုအပ်ပါတယ်။ ။သင်မှာဝါသနာပါရများလေသင်ပူပြေဝါလေသင်ပူစိတ်ဝင်စားစရာကောင်းလေတယောက်တည်းသင်ပူနေတတ်လေဖြစ်တယ်။သင်နဲ့အတူငင်းမောနိုင်မဲ့သူကိုသင်ရှာပွေနိုင်လေဖြစ်တယ်။ပထမဦးဆုံးသင်နဲ့အတူဆော့ကစားနိုင်မဲ့သူကို ရှာပါ။ဒီလိုပြောရင်လူအများကရည်ကြလိမ့်မယ်။ဒါအပူစကားပဲ။ဘသူမဆိုပျော်စရာကောင်းတဲ့သူကိုရှာယူမှာပဲလို့ဆိုကြတယ်။อืมအဲ့လိုလည်းမဟုတ်သေးဘူး။ ကျမတို့နိုင်ငံမှာလူအများကကိုယ်နဲ့ပြောဆိုဆက်ဆံမှုပို့အဆင်ပြေရတူအတူဆော့ကစားနိုင်တဲ့သူကိုရှာယူရတဲ့ပတ်စံရှိအိမ်ရှိကားရှိတဲ့သူကိုပဲပို့ရှာယူခြင်းကြတယ်။တဟာမပြောရှင်တဲ့ဘဝအဆရဲ့အုံမြစ်ဖြစ်တယ်။ဘုရားရှင်ကိုတင်ရှောက်ပွေချိန်မှာတင်ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းစေနိုင်မဲ့သူကိုတင်မရှာဘူး။တင်ရှာတာကတင့်ကိုလုံးကြုံမှုပေးနိုင်တဲ့တင့်ကိုပစ္စည်းဥစ္စာပေးနိုင်တဲ့အာမခံချက်ရှိတဲ့သူကိုတင်ရှာယူတယ်။ မင်္ဂလာဆောင်ပြီးတဲ့နောက်တင့်အိမ်နောက်ဘက်ကအိမ်ဆိုတာပတ်စံပြန်ယူတဲ့နေရာဆိုတာကလွယ်ပြီးတခြားဘာစိတ်ဝင်စားစိတ်မှမရှိဘူးဆိုရင်ဒါဟာဖြူဖြစ်စင်မှာဘာလဲဘူးစင်အောင်မှာတင်ကတခွာတိခုချင်းတည်လို့လားစော်ကစားနိုင်မဲ့စိတ်ကိုတင်ထိန်သိမ့်ဖို့လိုသေးတယ်မိန်းကလေးတချို့ကမင်္ဂလာမဆောင်ခင်မှာဝါသနာတွေစိတ်ဝင်စားစိတ်တွေရှိတဲ့သူတယောက်ပေါ့ ဒါပေမဲ့မင်္ဂလာလေးဆောင်ပြီးရောချက်ချင်းမဲ့မင်္ဂလာတယောက်ကနေအတော်ကြီးပုံစံပြောင်းသွားတယ်။မျက်နှာပေါ်မှာတော့အရေးအကြောင်းကမပေါ်သေးဘူး။သူ့စိတ်ကအရေးအကြောင်းတတတ်တနဲ့ဦးမင်းနေခဲ့တယ်။အရင်တုန်းကသူနှစ်သက်လို့လုပ်ခဲ့တဲ့အားကစားကိုလည်းမလုပ်တော့ဘူး။ရှင်ဒီရဲ့တငယ်ချင်းတွေနဲ့လည်းမတွေ့ဆုံတော့ဘူး။နှစ်သက်တဲ့စာဖတ်ခြင်းအလုပ်ကိုလည်းလက်လွတ်လိုက်ပြီးနေတိုင်းဘယ်နေရာမှာ discount ချမလဲ။ဘယ်နေရာမှာအပူလက်ဆောင်ပစ္စည်းတွေပေးမလဲဆိုတာမျိုးကိုပဲလေ့လာတော့တယ်။ တခြားသူတွေနဲ့စကားပြောရင်ကလေးအကြောင်းကမပါမဖြစ်ဘူး။ယောက်ျားကင်းကစားနေကြောင်းကို နေ့တိုင်းမကြည်မနက်ညီးတယ်။အဲ့လိုမျိုးလူမအိုခင်စိတ်အိုနေတဲ့မိန်းကလေးမျိုးကိုတွေ့ရင်သူကင်းကစားရင်နေလဲဝင်ကစားပေါ့။ဒါမှမဟုတ်တီးထက်ဖို့အတိတ်ပဲရှိရဲ့ကစားနည်းနဲ့တင်တဲ့အတူကစားဖို့သူ့ကိုခေါ်ပေါ်လို့ကျမပြောပြတဲ့။ရှုံပိတ်ရဲ့ရောက်တိုင်းမြင်းစည်းကွင်းကိုကျမသွားတယ်။မြင်းစည်းကွင်းမှာကလေးတော်တော်များများကမြင်းစည်းလေးကျင်းဖို့ရောက်နေတတ်တယ်။ ကလေးမေတချို့ကလာတာပါတာစကတ်တူဓာမြင့်ဖက်စီပြီးဘေးမှထိုင်ကြည့်နေကြတယ်။ကလေးတချို့ကမျက်နှာရှုံမမဲနဲ့မြင်စည်းနေတယ်။တနည်းကကလေးလေးတယောက်ဘလို့လှုပ်လှုပ်မြင်းပေါ်မတက်ချင်ခဲ့ဘူး။သူ့အမေကဘေးကနေ online ငောက်လိုက်လုံနေခဲ့တယ်။ဒါဖြစ်သူမြင်းပေါ်မတက်ရင်ရိုက်မယ်လို့တကယ်ကဲရွှဲတယ်။ကလေးမေကိုကျမကရှင်ကိုရာအရင်စီးပြလေရှင်စီးရပြောစရာကောင်းနေဆိုရှင်ကလေးလည်းအလိုလိုမြင်းပေါ်ရောက်လာမှာပဲလို့ပြောတော့ အမလီကျမမစီးရဲဘူးတော့ဒီအသက်ရွယ်ရောက်မှတော့ပင်မန်းတာမခံနိုင်တော့ဘူးမတော်မြင်ပေါ်ကလဲကြရင်ဘယ်နဲ့လုံးမလဲအသားမဲသွားရင်ဘယ်နဲ့လုံးမလဲလို့ဆိုရင်ကျမရှင်မောသွားတယ်ကြည်ရတာသူ့ကလေးကကျမကလေးနဲ့ရွယ်ထူလောက်ပါပဲသူ့ကိုကျမဘာမှပြောမနေပဲမြင်းတင်ပါကခက်ဆက်ဆက်တစ်ချက်ရိုက်ပြီးကျမထွက်လာခဲ့တော့တယ်ဒီလိုမိမမျိုးကတားဖြစ်သူကမြင်းစီကွင်းမှာယောက်ျားဖြစ်သူကဂေါ့ဖ်ကွင်းမှာသူကိုယ်တိုင်ကအရေးအောက်မှာရက်ကြည့်လို့ ။တနေ့နေ့မှာသူ့သားအရွယ်ရောက်လာလို့သူ့ဘာသူမြင်းစည်းတက်သွားပြီးဆိုရင် အမေလို့သူ အဖို့ပြုစရာမလိုတော့တဲ့အချိန်သူ့ဘယ်နာသွားရက်ပြီးဘသူပြိသက်သွားလုံနေရမလဲ။လင်မယားနှစ်ယောက်မှာကိုယ်ဝါသနာသူ့ဝါသနာဆုပြီးမတူတဲ့ဝါသနာကိုယ်စီရှိရင်လည်းကောင်းတယ်။ဝါသနာမတူပေမဲ့အပေးอยู่မျှတယ်ဆိုရင်လည်းကောင်းတယ်။တတိတခြားဆိုရင်မဲ့အချင်းချင်းဂယုဆိုင်အားပေးဖို့လိုတယ်။ဒါပေမဲ့အချင်းတော်တော်များများမှာ ကုဝါသနာသူဝါသနာနဲ့ဆုတ်ကစားရင်ဝါသနာဖော်ရရသွားတတ်တယ်။အခုခေတ်မှာတံပိုးအပြောင်းလဲများတယ်။ချစ်သူကြားဆက်ဆံနေတိုင်းမှုအိမ်တော်ရေးတည်ရှိမှုပုံစံကမပြတ်ပြောင်းလဲနေတယ်။တကယ်လို့လင်မယားနှစ်ယောက်စလုံးဝါသနာတူဖြစ်နိုင်ရင်အကောင်းဆုံးမှာဒီလိုမှမဟုတ်ဘူးဆိုရင်ဝါသနာတူအဖော်ရသူတို့ရသွားတတ်ပါတယ်။လူဘဝကရှိရလဲမဟုတ်တူရလဲမဟုတ်စံဖြူသွားကြုတ်ထိတိုင်းဆိုတာက နေနေညညတရက်ချင်းစီနဲ့ဖွဲ့စည်းထားတာပဲမဟုတ်လားနေနေညညအတူနေရတဲ့ဝါသနာစရာလေးတော့မရှိရင်ဘာဆံဖြူသွားကျလို့ဆိုနေအောင်မလဲလုံခဲ့တဲ့တစ်နှစ်ကျော်တော့ကအမျိုးသမီးတယောက်စီကနေကျမစာရဆောင်ရခဲ့တယ်သူ့အမျိုးသားကပြင်ပလှူရှာမှုတွေကိုဝါသနာပါတဲ့သူဖြစ်တယ်ပြင်ပလှူရှာမှုတွေကစားရင်အတူကစားတဲ့မိန်းမတယောက်နဲ့ဟုတ်လို့လို့ဒီလိုလိုဖြစ်ခဲ့ကြတယ်။သူတို့အတူကစားကြတယ်အတူသွားလာကြတယ် ဒါကိုအမျိုးသမီးကသိတော့စိတ်တူဒေါသထွက်တယ်။ဒါပေမဲ့ဘာသက်သေးမှမရှိကိုရိုင်းမျက်စိနဲ့တက်အပ်မျက်နှာမဟုတ်တော့သူ့အမျိုးသားကိုသူ့အဖြစ်မရှာရဲဘူး။ကျမ်းမာရေးအတွက်နေအောင်ကြည်ရတဲ့ပြင်ပအားကစားမှုသူ့ယောက်ျားကိုအပြစ်မထွက်ဖို့လဲသူ့အထွတ်မတက်ရဲခဲ့ဘူး။အဲ့ဒီအတွက်သူဘာလို့ရမလဲလို့ကျမကိုစာပို့မေးမြန်းတာဖြစ်တယ်။တနအိတပွဲပြောနေကြတဲ့တူပေါ်တူအမိခုကင်းတဲ့အိမ်တော်ကြီးမျိုးနဲ့သင်ရှိဆက်သွားမယ်ဆိုရင်လည်းသွားတမမဟုတ် သူ့ဟာသူပြင်ပလှူရှာမှုလုပ်တယ်လို့တင်လဲပဲတင်းစိတ်ဝင်စားမှုဝါသနာပါရာတွေကိုလုပ်နိုင်ပါတယ်။စာဖတ်တာတို့ဆန်နေရတရာတို့စသဖြင့်တခုခုလုပ်နိုင်လို့ရတယ်။ဒါမှမဟုတ်သူနဲ့အတူလိုက်ပြီးပြင်ပလှူရှာမှုတွေလုပ်ဖို့လို့သူ့ကိုကျွန်မစာပြန်ဖြစ်တယ်။ပြင်ပအားကစားပြင်ပလှူရှာမှုဆိုတာတင်တော်ရဲ့ဝါသနာဖြစ်တယ်။ကျမကြီးအတွက်ကောင်းတယ်။ဒါကိုသူနှစ်သက်ရင်တင်လဲပဲလိုက်နှစ်သက်နိုင်တယ်။သူနဲ့အတူလိုက်လို့ သူနဲ့တင်ကြားဆက်ဆက်ရေးပူကောင်းမယ်လို့မဖော်ပြနိုင်ပေမဲ့အ ਨੇ ဆုံးတော့ကျမကြီးကောင်းစီမှာပါပဲကျမအကြံပေးတယ်လို့သူဆန်းလုပ်ခဲ့ပါတယ်သူနဲ့စင်ဘွားကနေအောင်ကြည့်လို့တောက်ပါလာခဲ့တယ်အိမ်ထဲမှာဝင်နေပြီးယောက်ျားဘာလုံးနေတယ်လဲဘသူနဲ့ရှိနေမလဲဆိုတဲ့တန်တရားပြောနေသူ့ကိုယ်သူစိတ်ညစ်မနေစေတော့ဘူးဒီကနေ့မှယောက်ျားနဲ့အတူ သူစပိန်သွားစီတယ်။မနေ့ကယောက်ျားနဲ့အတူ တောင်တက်တယ်။နောက်မြတ်ဒီမာနိုင်ငံအနက်ကားစီးပြီးသားအောင်မယ်တဲ့ လူဘဝဒီတသက်မှာဆင်းရဲသူမှလည်းဆင်းရဲတဲ့ဘဝဖြတ်တမ်းမှုပုံစံရှိသလိုချမ်းသာတဲ့သူမှလည်းချမ်းသာတဲ့ဘဝဖြတ်တမ်းမှုပုံစံရှိတယ်။ငွေကြီးချမ်းသာတိုင်းအိမ်ကြီးအိမ်ကောင်းပိုင်ဆိုင်တိုင်းပျော်ရွှင်ခြင်းမှပျော်ရွှင်နေ။ပရိသတ်တောင်းပေါင်းများစွာရှိသူမှလည်းအတီးကျန်ဆံမှုမခံစားရဘူးလို့မပြောနိုင်ဘူး။ပျော်ရွှင်ခြင်းဆိုတာလူရန်အဆင့်တန်းမကွဲပိုင်ဆိုင်နိုင်တဲ့အရာဖြစ်တယ်။အတူဆော့ကစားနိုင်မဲ့သူကိုရှာယူပါ။အတူဆော့ကစားရင် နမည်ကြီးသူတွေလိုသင်တို့အောင်မြင်ဖြစ်ထွန်းသွားနိုင်တယ်လို့ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝနဲ့လူမသိသူမသိအဖြစ်လဲရှင်သန်နိုင်ပါတယ်နှစ်ခုစလုံးကောင်းပါတယ်နှစ်ခုစလုံးလှပပါတယ်ငါတို့အချင်းချင်းချစ်ကြတာဟာဆင်းရဲဒုက္ခတွေကိုအတူရင်ဆိုင်ကြဖို့တဦးရဲ့ချွေးရင်ချက်ကိုတဦးကအနားလဲဖာတီးဖို့ပါပဲတကယ်လို့လင်မယားတိုင်းလင်မယားတိုင်းသာပျော်ပျော်ရွှင်ရွှင်အတူဆော့ကစားနိုင်ကြရင် လူအဖွဲ့စီလဲပူတင်းမြက်ကောင်းမော်လာနိုင်မှာဖြစ်တယ် ုတ်ကဲ့ဒီကနေ့ရဲ့ podcast ပိုင်းဖြိုးဆူဆိုတဲ့အစီအစဉ်လေးကနေပြီးတော့ဖတ်ပြပေးခဲ့တဲ့အကြောင်းအရာလေးတွေကိုကြိုက်နှစ်တမဲ့လို့မျှော်လင့်ပါရယ်ဒီကနေ့အစီအစဉ်လေးကိုအချိန်ပေးပရနာဆင်အားပေးခဲ့ကြရတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးများရှိတင်ပါရယ်နောက်တစ်ပတ်မှပြန်တွေ့ကြပါမယ်နော်